လေးစားရပါတော့ကျွန်တော်တို့အားပေးကြတဲ့ချစ်မိတ်ဆွေ အားလုံးမင်္ဂလာပါခင်ဗျာစတေရက်စတလ2025မနပိုင်း7နာရီတမိနစ်အတွက်စိုက်ကလေးမဆွဲပြခင်အခုကျွန်တော်ပြထားတဲ့စိုက်ကလေးက ဝမ်ချင်းဆိုင်ကလေးပေါ့နော်ကျွန်တော်ချင်းမေဆွေများလိုအပ်ရင်လည်းသုံးချလို့ရအောင်ပေါ့နော်လိုအပ်ရင်လည်းအသုံးချလို့ရအောင်လို့ဒါလေးကတဏီကုံတဏီကုံစာဝမ်ချင်းလေးပေါ့နော်တဏီကုံစာဝမ်ချင်းလေးဖြစ်ပါတယ်အဲဆက်ပြီးဖို့တော့လိုတာပေါ့နော်ဒီပုံစံလေးတိုင်းမဲ့ဆက်ပြီးမယ်ဆိုလို့ရှိရင်ဒီနေ့တဏီကုံ73 1ချင်းဖြစ်ပါတယ် ကျွန်တော်ရဲ့ချင်းမိတ်ဆွေများအခုဒီဝမ်ချင်းလေးကိုစိုက်လို့တောင်းချခြင်းနဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့ကြိုက်တဲ့တခြားကဏ္ဍနဲ့ဒီဝမ်ချင်းရှစ်တုံးနဲ့ကပ်ပြီးမှတနေ့ကုန်မိန်ကွက်ဖြစ် တင်ထိုးလို့ရပါတယ်နော်မိန်ကွက်ဖြစ်တင်ထိုးခြင်းတင်ထိုးပါเนาะဝမ်ချင်းကတော့တနေ့ကုန်စာရှစ်တုံးဖြစ်ပါလေဟုတ်ကဲ့ဒါလေးကဝမ်ချင်းစိုက်ကလေးကျွန်တော်ပြပေးရပါတော့ လိုတယ်လို့အသုံးချလို့ရအောင်လို့အသုံးပြုလို့ရအောင်လို့ပေါ့နော်ဘာဖြစ်ဖြစ်အာဆက်ပေးဖို့တော့လိုတာပေါ့နော်โอเคဒါလေးကကြတော့17ရက်17လ2025မနက်ပိုင်း7:00နာရီ10မိနစ်အတွက်ကျွန်တော်မြင်ထားတွေ့ထားတဲ့စိုက်ကလေးကိုကျွန်တော်ရဲ့မိတ်ဆွေများကြိုက်ရင်လည်းထိုးလို့ရအောင်ကန်ဆန်းလို့ရအောင်လို့ကျွန်တော်ဆွဲပြပေးမှာဖြစ်ပါတယ် မိတ်ဆွေတို့ကြိုက်မှကစားပါနော် လို့ဆွဲရင်အယောင်ထပ်မှဆိုလို့ပြန်ဖြစ်လိုက်တာပေါ့နော်။အမြင်လေးပဲဆွဲပြပေးရမယ်နော်။ဒီမှာအဆင်းအောင်မြင်မှရှိတဲ့ကဏ္ဍသုံးလုံးပထမဆုံးပေါင်းလိုက်မယ်။ခွန်ခွန်နှစ်၆ခွန်နှစ်၆ကို ပေါင်းလိုက်ရင်55ဆိုတော့9ဖြစ်ပါတယ်။ ခုနှစ်6ကိုပေါင်းလိုက်ရင်9ပေါ့နော်နောက်တစ်ခါဒီမှာနီယောနော်နီယောမြင်းလေးကျွန်တော်ဆွဲလိုက်မယ်1နဲ့1နဲ့ပေါင်းရင်3နဲ့ထပ်ပေါင်းရင်9ပေါ့နော်အစင်းအောင်လေးရလဲ9အနီအောင်လေးရလဲ9 နောက်ထပ်အပြည့်အောင်လေးလာမယ်နော်ပြည့်အောင်မြင်းလေးရကြဒီမှာ6နဲ့9နဲ့ပေါင်းရင်15နော်ဒီအောက်က3နဲ့ထပ်ပေါင်းရင်18အပြည့်အောင်လေးက6 9 6 9 3ပေါင်းလိုက်တာ18ဆိုတော့10ပေါ့ဗျာနော် အဒီမှာကျွန်တော်အစင်းရဲ့အနီရဲ့အပြာရဲ့ပေါ့နော်အစင်းက9အနီက9အပြာ8နော်အဲ့ဒါလေးကိုကျွန်တော်တို့ကဘယ်လိုပြောမလဲဖော်မြူလာပြောမလားပုံတင်နည်းပြောမလားပေါ့နော်အဲ့ဒါလေးကိုယူပြီးတော့မှကျွန်တော်အောက်အောက်ကိုဆက်သွားမယ် ဒီမှာပါအစိမ်းအောင်လေးနော်ကြည့်ရှုလေးလာကြတဲ့မိတ်ဆွေများနည်းနည်းလေးတီးခံပေးပါနော် အယောင်လေးတွေကနည်းနည်းလေးရှုပ်နေမလားလို့ပေါ့ဒီမှာအစင်းအောင်ဒီမှာအစင်းအောင်ဒီလိုလေးပဲကြောင်ဆွဲလိုက်မယ်ဒီအစင်းအောင်လိုင်းလေးမှာဆိုရှင်တုံညာရဲ့ရှေ့ရဲ့ခုနှစ်ရဲ့ရှေ့ရဲ့နော်တုံညာရှစ်ခုတုံညာရှစ်ခုပေါင်းလိုက်ရင်လေ၅ပေါ့နော် နော်တုံညာရှစ်ခွန်ပေါင်းလိုက်ရင်လည်းငါအတုံညာရှစ်ခွန်ပေါင်းရင်ငါပြီးရင်ဒီမှာသုံးရင်ခုနှစ်ရဲ့ငါးရဲ့ပေါင်းရင်ရလေငါပဲเนาะနည်းလေးတော့ရှုပ်မှာเนาะတခြားလေးလေ့လာပေးပါ3 9ပေါင်းရင်ရလေ 5ပါပဲเนาะဒါအစိမ့်ရောက်ပါပြီเนาะ3.5ပေါင်းခြင်းရလေ5เนาะပြီးရင်ဒီမှာ စင်းအောင်လိုင်းလေးပါဒီမှာ3ရယ်8ရယ်4ရယ်နော်384ပေါင်းခြင်းရလေ15ဆိုတော့5ပါပဲနော်အဲ့တော့ဒီအောက်မှာဆိုရင်အစင်းအောင်3ခုပေါ့နော်စင်းအောင်3ခုက5စင်းအောင်3ခုက5အဲ့ဒီအစင်းရောင်က ော်ဒီအဆင်းရောင်နဲ့တွားမတူဘူးလားနော်နော်ဒီအဆင်းရောင်၃ခုကလည်း၅ဟိုအပေါ်ကအဆင်းရောင်ကလည်း၅ပဲပေါ့နော်နောက်တစ်ပိုင်း နောက်တစ်ပင်ကကြတော့အနီရောင်နော်အနီရောင်ဒီမှာအနီရောင်လိုင်းလေးကျွန်တော်ဆွဲလိုက်မယ်9ရက်1ရက်9ရက်နော်ကိုတင်ကပေါင်းလိုက်ရင်15ဆိုတော့9ဖြစ်ပါလေနော်အနီရောင်တစ်ခုက900ပါပြီနောက်ထပ်အနီရောင် ီအနီရောင်ထဲမှာရှိတဲ့ခွန်ငါးသုံးကိုပေါင်းလိုက်ရင်လေ9ပါပဲเนาะအနီရောင်ထဲမှာရှိတဲ့ခွန်ငါးသုံးကိုပေါင်းလိုက်ရင်လေ9ဖြစ်ပါတယ်နောက်တစ်ဒီမှာခွန်1ခွန်တီဒီမှာ ခွန်နော်အဲ့ခွန်တစ်ခွန်ကိုပေါင်းလိုက်လို့ရှိရင်လေအနီရောင်ပေါ့နော်အနီရောင်ခွန်တစ်ခွန်ကိုပေါင်းလိုက်လို့ရှိရင်လေ9ပါပဲနော်အဲ့ဒီအနီရောင်၃ခုမှာဆိုလို့ရှိရင်၃ခုစလုံးက9ရပါတယ်အနီရောင်လေ9ဒီအနီရောင်9က ဒီအနီရောင်ငါးဒီအနီရောင်ငါးနဲ့အတူတူပဲနော်နောက်ထပ်အပြရောင်နော်အပြရောင်အပြရောင်ဒီမှာကျွန်တော်ဆွဲလိုက်မယ်ဒီအပြရောင်လိုင်းလေးမှာ ရှိတဲ့၁ရယ်၄ရယ်၃ရယ်ကျွန်တော်ပေါင်းလိုက်မယ် တည့်ရ၄ရ၃ရပေါင်းလို့ရှိရင်ရှေ့ရပါတယ်เนาะအဲအပြည့်အောင်တစ်ခုကတည့်လေး၃ပေါင်းလိုက်တာရှေ့ရတော့ပြီเนาะနောက်ထပ်အပြည့်အောင်ဒီမှာပေါ့เนาะဒါကတော့ကျွန်တော်တို့ရှစ်မဖြစ်သေးဘူးပေါ့เนาะရှစ်မဖြစ်သေးပါဘူးအကြောင်းဒီမှာရှစ်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တုံညဆိုတဲ့ကဏ္ဍထဲမှာရှစ်ပြမယ်နော်အဲကျွန်တော်တုံညဆိုတဲ့ကဏ္ဍထဲလိုက်ပြီး ၃ညဆိုတဲ့ကဏ္ဍထည့်လိုက်တဲ့အခါမှာ၃ည5ရဲ့3ရဲ့ပေါင်းလိုက်လို့ရှိရင်10ဖြစ်သွားပြီเนาะအထွက်ဒီမှာပြရအောင်မြင်းလေးဆွဲလိုက်မယ်เนาะပြရအောင်မြင်းဆွဲလိုက်မယ် 5ရက်4ရက်ဒီအောက်မှာတော့သူကမထွက်တည့်ရဲ့ခါကျတော့ကဏ္ဍမရှိသေးဘူးเนาะ5ရက်4ရက်ရှိရဲ့ရှစ်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဘာကဏ္ဍထည့်ရမလဲဆိုရင်6ဆိုတဲ့ကဏ္ဍထဲမှာရှစ်ဖြစ်မယ်เนาะကျွန်တော်6ဆိုတဲ့ကဏ္ဍထည့်လိုက်ပြီအခုဆိုတဲ့ကဏ္ဍထည့်လိုက်တဲ့ခါမှာ 9ရယ်เนาะဒီအပြာရောင်မြင်းလေးမှာရှိတဲ့အပြာရောင်မြင်းမှာရှိတဲ့9ရယ်4ရယ်9ရယ်ပေါင်းလိုက်လို့ရှိရင်18ဆိုတော့8ဖြစ်သွားပြီပေါ့เนาะအဲ့တော့အပြာရောင်လည်း8ရပြီအပြာရောင်8ဆိုတော့ဒီ8နဲ့ တူတူပဲเนาะဒီအပေါ်အပြာရောင်ရှင်းတဲ့အတူတူပဲကျွန်တော်ဒီနေရာမှာနည်းနည်းလေးပြပြမယ်ဒီအစိမ်းရောင်နဲ့အနီရောင်ရဲ့အပြာရောင်ရဲ့เนาะ9 8 8ပြီးရင်ဒီမှာလဲဒီအစိမ်းရောင်တိုင်းလေးပေါ့ဒီတိုင်းလေးပေါ့เนาะ38 9เนาะပြီးရင်9 1 5ပေါင်းရင်9เนาะဒီမှာ 1438နော်ဒီအစိမ်းရဲ့အနီးရဲ့အပြာလည်း998ပဲနော်998ပဲပြောရရင်တော့ဒီဒီ998နဲ့ဒီ998ကိုကျွန်တော်ကပုံတင်နီးနော်ဖော်မြူလာပေါ့ဗျာနော်ပုံတင်နီးယူပြီးတော့မှဒီအစိမ်းရောင်အဝိုင်းရဲ့ဒီအစိမ်းရောင်အမြင့်ရဲ့အနီးရောင်အဝိုင်းရဲ့အနီးရောင်မြင့်ရဲ့အပြာရောင်အဝိုင်းရဲ့အပြာရောင်မြင့်ရဲ့ကိုဒီ ီ988နဲ့ဒီ988နဲ့တူအောင်ဒါကိုယူလိုက်တာပေါ့နော်တချို့နားမလည်မှာဆိုလို့ပါနော်အောက်ပြီနော်အဲ့တော့အကုန်လုံးနော်အယောင်3ခုရှိပါတယ်နော်အယောင်3ခုမှာအယောင်အယောင်3ခုကအစင်းရဲ့အနီးရဲ့အပြားရဲ့ပေါ့နော်အဲအစင်းရဲ့အနီးရဲ့အပြားရဲ့အကုန်လုံးက988ပဲပေါ့နော်988ပဲအဲနောက်ဆုံးပင်ကတော့ အပေါ်ကအပင်တွေလိုပဲငါရှိရှိရအောင်ကျွန်တော်က၃ညနဲ့၉ညကိုထည့်လိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ချင်းမေးဆွေအားလုံးခုဒီပုံစံလေးတိုင်းပဲဆက်ပေးမယ်ဆိုလို့ရှိရင်နော်ဒီပုံစံလေးတိုင်းပဲဆက်ပေးမယ်ဆိုလို့ရှိရင်လုံးဝအားစရာမလိုဘူးပေါ့နော် အားစရာမလိုဘူးနော်စိတ်မချလို့ရန်ထားခြင်းနဲ့ဆိုလို့ရှိရင်အားဘက်ကိုကျွန်တော်ရန်လေးအားဘက်ကိုရန်လို့ကျွန်တော်ထည့်တယ်နော်စိတ်ချရတာပေါ့ဗျာနော်အဲအားဘက်ကိုရန်မယ်ဆိုလို့ရှိရင်ထဲကိုပို့ပြီးမှထဲကိုပို့ပြီးမှထိုးပေါ့နော်အဘကိုရန်လုံးဝလုံးဝဒဲတက်ခွက်တဲ့ဆော်ကျင်နေဆိုရင်လည်းဆော်လို့ရတယ်ပေါ့နော်ဒီပုံစံနဲ့ပဲ ါဒဲဆိုင်ပေါ့နော်ဒဲဆိုင်ပြောရမှာပေါ့နော်သူက break လို့ဘာလို့ဆိုရင်လားအာရတာပေါ့နော်ဒါကြောင့်ဒဲဆိုင်ဒါပေမဲ့ပြောလို့တော့မရဘူးပေါ့နော်အဲဒါကြောင့်အားဘက်ကလည်းပပလေးတော့ရန်ထားစေချင်တယ်မို့လို့ပြောနော်โอเคပါအဲကြော်ကြည့်တဲ့မိတ်ဆွေများရှိလို့ရှိရင်ရှေ့မှာကျွန်တော်တနေဝန်က one chain site ကလေးပြထားတယ်နော်ဒီဗီဒီယိုရဲ့ရှေ့မှာနော်အစားလိုအပ်ရင်လည်းတုံးလို့ရအောင်လို့ပေါ့နော်ဝမ်ချင်းဆိုင်ကလေးကျွန်တော်ရှေ့မှာပြထားပါဗျာ โอเคပါလောလောဆယ်တော့ကျွန်တော်ချင်းမိတ်ဆွေများကြိုင်ထိုးလို့ရအောင်လို့ဒီ debt တကွက်တည်းကိုပဲကျွန်တော်တင်ပေးလိုက်မယ်เนาะဒီတိုင်းပေးခဲ့မယ်ဆိုရင်ကျွန်တော်မိတ်ဆွေတွေအမြဲမြဲများရတာပေါ့ဗျာเนาะလွဲခဲ့မယ်ဆိုရင်လည်းထိုးကြီးတက်တာတာပေါ့เนาะထိုးကြီးတက်တာတာပေါ့เนาะတကယ်လို့ကျွန်တော်အနီးကပ်ကလေးပါလေးတွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိုမျိုးဘူဒီရောတော့မဟုတ်တော့ဘောเนาะကျွန်တော် ကက်ကလေးနဲ့အစင်းအောင်ကက်ကလေးနဲ့ဒီတိုင်းရေးစာရေးပြီးတော့မှတင်ပေးမယ်နော် post ပေါ့နော် post ကျွန်တော် Facebook တို့ဘာလို့မှတင်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုလေးတင်ပေးမယ်နော် Okay ပါကျွန်တော်ချင်းမေဆွေအားလုံးအခုကျွန်တော်ပြပေးတဲ့တဏီကုံတဏီကုံသာ1ချင်းဆိုင်ရဲ့အခုမနက်ပိုင်းအတွက်ဒဲဆိုင်ကလေးရဲ့ပေါ့နော်39ရဲ့အကြိုက်တွေ့ရဆိုလို့ရှိရင်တန်ဆန်းကြည့်ပါထိုးကြည့်ပါ Okay မနက်ပိုင်းတော့ကတော့လောလောဆယ်ဒီတော့ပါပဲကျွန်တော်ချင်းမေဆွေအားလုံးကျမ်းမှာချမ်းသာကြပါစေ ဘေးအန္တရာယ်တွေကင်းရှင်းကြပါစေ။လူရင်းစန္ဒတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့လူတန်းပေးကန်းဆွကျဲနိုင်တဲ့ပုံကိုထူးပုံကိုမြတ်တွေဖြစ်ပါစေ။ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာ။ကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေလို့ကျွန်တော်ဒီရက်ရှိကနေဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျာ။ tengo no la te la cuita ma cana co apuela tu la te chena de lo tu y no go tan casa